။ဒီကဒီပွဲလေးကိုတက်ရောက်ပြီးလွေတော့လေကျေးဇူးတကယ်တင်ပါတယ်။အဲဒီပွဲလေးဖြစ်ရောက်သွားလဲရှင်နေကနေလိုက်လိုက်လေလေကိုပြောရှင်ပါတယ်။အဓိကဒီပွဲလေးလုပ်ဖြစ်လာကြအဖြစ်ပတ်သေးလေးပေါ့။ပတ်သေးလေးရဲ့ပြီးတော့ ATP ဂါလာနေလား26နှစ်ပြည့်ပြည့်ပတ်တယ်။ကဲအဒီတို့ကျန်ဖြစ်လာပါတနေ့ကောင်းဝေးကားရဲ့ဧည့်သည်တော်ရဲ့အားလုံးရဲ့ပြောစီပွဲကိုတက်ရောက်တဲ့ဧည့်သည်တော်ရဲ့အားလုံးအားလုံးကျေးဇူးအများကြီးတင်ပါတယ် နဲ့အဖေမသိအောင်ဆိုတော့တွေခေါ်ထားတယ်။ဒါပေမဲ့ဖြစ်စင်တော့ဖိတ်စာဖိတ်တဲ့အချိန်မှာဘယ်နှမဲပါတော့ PH မှာတည်သွား။သူတော့ခံရတာပေါ့။အဲအမတရားပေါ့။သူခံရတာပြောတော့ပြောနေတာပေါ့။ပြောနေတာပဲ။ဖြစ်စင်တော့လက်ဆောင်တွေကိုနေပြီးလူရှိနေပါဘူး။ဒီကဟိုပေါ့အဖိုးတို့လက်ထက်ကလေးကမိုးပုတ်မှာတော့ကြောက်တွေလုံနေရပေါ့နော်။ကြောက်လုပ်ငန်းလုပ်နေရ။အဖေကျတော့ဒီအဲ လွန်ခဲ့26နှစ်ကစပြီးတော့ဒီ83လမ်းပေါ်မှာဆိုင်နေဖွင့်ထားတာပေါ့ဟုတ်အဲ့ရအောင်စပြောပဲ26 26 anniversary ဖေကကိုရဲ့လက်ဦးစရာလည်းဖြစ်တယ်ပေါ့နော်အခုချိန်ကြီးဒီလိုမမမမရက်တည်နိုင်တာအောင်မြင်လာရတော့အဖေကျေးဇူးတွေလည်းအများကြီးပါတယ်ပေါ့အဲ့တော့ဖေတို့ဒီကနေပဲကျေးဇူးတကယ်တင်ပါတယ်နေ့လာပြီးရဲ့ customer တွေရောဖေတကယ်ချင်းတွေအကုန်လုံးကိုအားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဒီကလည်းအောင်မြင်အောင်ကြိုးစားတော့ပါမယ်နောက်နေ့တည်းလည်းဒီလိုပွဲတွေတက်ဖို့ပြီးကောင်းအောင်ကြိုးစားတော့ပါမယ်ကျေးဇူးပါ ့ကမနက်ကတော့ဒါဘောနော်ဒီအောင်တပြေပေါ့အောင်တပြေနဲ့သူက GL ဆိုပြီးတော့ရှိတာသူကဘလို့ခွဲတာလဲဆိုတော့ GL ကျတော့ဒီလူငယ်တွေအတွက်ကိုရည်ရွယ်ပြီးတော့လှုပ်ထားပေးတဲ့ပစ္စည်းတွေအောင်တပြေကကျတော့တကယ်ကို precious gems တွေတကယ်ဒီဟိုဟာအနီအပြအဲ့လိုမျိုးရောင်းတဲ့အရန်ကို quality ကောင်းတဲ့ကြောက်တွေရောရှိတဲ့ဟာပေါ့နော်အဲ့လိုမျိုးနဲ့ခုခွဲထားပေးရပါဟုတ်အဲဒီနေရာကတော့ just limited ပေါ့နော် JL ဟုတ်တယ် Just Limited သူအဲ့ဒါကျတော့လူငယ်ဇိုင်းဆိုတော့ဟိုးရင်တည်းကသိချာမိရဲ့နောက်ပြီးတော့သူ့ရဲ့အဲ့ဒီကဆိုင်ရှင်ရဲ့ဆိုင်ရှင်မမရဲ့လက်ကလေးကတိတ်လာတော့သူ့ပုံပြီးသတိချာမိရဲ့ပေါ့နော်ဟုတ်အဲ့တော့အခု anniversary ကနေနောက်တစ်ပေါင်းများစွာတိုင်းဒါ design အသစ်တွေနဲ့ creation အသစ်တွေနဲ့တိုင်းအောင်မြင်ပါစေလို့ဆုတောင်းပါတယ်ရှင်။ Okay, happy birthday ပါ။ဆွေရချင်းဆိုပေးမယ်။ မောင်းဆုံးနေနဲ့အောင်တပြေကျောင်းမဲ့ရနာဆိုင်ရဲ့26နှစ်ပြည့်အတွက် congratulations ပါပြီးတော့အန်ကယ်ကိုလည်း happy birthday ပါလို့ပြောပြရစေခင်ဗျာအကျွန်တော်တို့ဒီနေ့ကအောင်တပြေကျောင်းမဲ့ရနာဆိုင်26နှစ်ပြည့်ပွဲတော်ရဲ့အဲအန်ကယ်အတွက် happy birthday ပါနော်အဲဆိုတော့ဒီပွဲလို့တဲ့ကျွန်တော်တို့ကဖြော်ပြရေးအနေနဲ့ ဒီပွဲလေးမှာတက်ရောက်ဖြစ်တာပါချင်းဆိုရမယ်ပေါ့နော်အချင်းချင်းနေဆိုရင်လည်းဂုဏ်ပြုပေးရမယ်ပေါ့အဆီဇင်အတိုင်းပဲကျွန်တော်တို့ဟိုအချင်းကတော့ဆိုရမယ်ပေါ့နော်ဘယ်နှပုံးလောက်ဖြစ်မလဲတော့ကျွန်တော်သိချာမသိသေးဘူးအဆီဇင်ကိုကျွန်တော်သိချာမကြည့်ရသေးလို့ပါဟုတ်ကဲ့ဆိုတော့ဘာပဲဖြစ်ဖြစ်အာပြောစရာကောင်းတဲ့ဂျင်းနူးစရာကောင်းတဲ့ညာချန်လေးဖြစ်မှာပါအောင်သပြေကြောင်းမြေရနာဆိုင်တိထက်အများကြီးတိုးတက်အောင်မြင်ပါစေလို့ကျွန်တော်ကဆုတောင်းပေးပါရစေခင်ဗျာ